အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကံဘလူမျိုးနယ်ဘူကြီးမင်္ဂလာဆောင်အတွက်လုံခြုံရေးရှုသည့်ပြူစော့ထီးများအချင်းချင်းပြစ်ခတ်လို့တေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကံပလူမျိုးနဲ့ဖော်ထောင်ကြီးရွာမှာဘူကြီးမင်္ဂလာဆောင်ကျင်းပရန်အတွက်လုံခြုံရေးယူနေတဲ့ဖြူစော်တီအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားလို့တည်ဆုံးခဲ့တယ်လို့ဒေတာကန်သတင်းရှင်းပြတွေက Redfield သတင်းဌာနကပြောပါရယ်။မနေ့ည၈နာရီခန့်က မော်တောင်ကြီးပါမှာအကျန်းဖက်စစ်တလောက်ခံ361ပိုကြီးမင်္ဂလာဆောင်အတွက်လုံခြုံရေးယူပေးနေတဲ့ဖြူစောတိညာကဘုံကြီးကြောင်တောင်ဘက်ကင်းတဲမှာမူယူပီတိုက်ခတ်မှုဖြစ်ပွားတာလို့ဒေသခံတွေစီကသိရပါတယ်။ဒီပစ်ခတ်မှုမှာမော်တော်ဖြူစောတိညာဖြစ်ကြတဲ့ဥခင်မောင်ထွန်းဥရဲ့တင်နဲ့မှုခွာရွာမှာဖြူစောတိကိုမျိုးတို့ကနေရာတွင်တည်ဆုံခဲ့တာဖြစ်ပါတယ်။ကံဘလူမျိုးနယ်တွင်ဆရာတော်ဦးဩဝါဒဦးဆောင်တဲ့ဖြူစောတိစစ်ကြောင်ကစစ်တပ်နဲ့ပူးပေါင်းပြီးပြည်သူလူထုအပေါ်အကြမ်းဖက်တိုက်ခိုက်လျက်ရှိပါတယ်။ ဆက်လက်ပြီးရင်းချက်မျိုးနဲ့ရှိကျေးရွာများကိုသုံးလကြာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုအကြိမ်ကြိမ်လိုက်လံတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးသူများပြားတယ်ဆိုတဲ့သတင်းနဲ့စစ်တပ်ကကလေးငယ်များအပါအဝင်ပြည်သူ၁၀ဦးကျော်ကိုဖမ်းဆီးတပ်ဖြတ်ထားပြီးနေအိမ်များကိုဇက်တိုက်မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းရင်းချက်မျိုးနဲ့ရှိကျေးရွာများကိုသုံးလကြာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုအကြိမ်ကြိမ်လိုက်လံတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးသူများပြားကြောင်းမြင်းချန် District Federalian 2မှာ တရင်မှုကသတင်းဌာနကိုပြောကြားပါတယ်။ဩဂုတ်လတရနေ့မှာစတင်ပြီးမြေချံမျိုးပေါ်မှထွက်လာတော့အင်အားတထောင်ကျော်ပါစစ်ကြောင်းတီမြေချံမျိုးနဲ့အတွင်ရှိကြေးရွာများကိုဇက်တိုက်စစ်ကြောင်းထိုးမိရှုဖျက်ဆီးခဲ့ကြောင်းထိုးစစ်ကြောင်းများကိုလည်းတော်လန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလမ်းတလျှောက်တွင်လိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲများသည့်ယနေ့အော်တိုဘားလ29ရက်နေ့ထိဖြစ်ပွားနေဆဲဖြစ်ကြောင်းတိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်မှရာနှင်းချီသိမ်းဆုံးကတော်လန်ရေးတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်း ထိုအကြံဖက်စစ်တပ်စစ်ကြောင်းသည်လက်ရှိချိန်ထိကျေးရွာများတွင်တက်ဆွဲထားကြောင်းသိရှိရပါသည်စစ်ခွေးစစ်ကြောင်းကမြင်းချံမျိုးပေါ်ကနေအင်အားတထောင်ကျော်နဲ့ထွက်လာတာပါရဲကွန်မန်ဒိုတရင်တက်ဖွဲ့ပါမယ်ခမရ15တရင်ကစစ်ခွေးတွေပါမယ်မြင်းချံတီတူစစ်တီရာရုံမော်အဖွဲ့တွေဖူပေါင်းပြီးမြင်းချံမျိုးနဲ့အတွင်ကကြီးခွာတွေကိုစစ်ကြောင်းထိုးတာပါစစ်ခွေးစစ်ကြောင်းကရှစ်လပိုင်းတရက်နှစ်စပြီးထိုးတာပါစထိုးကြတဲ့ကောက်ကိုနေတိုင်းတိုက်ပွဲဖြစ်နေတာပါ ဒီနေ့ထစ်ကိုထိတွေ့မှုတွေရှိနေတော့မှာပဲ။၃လနီးပါးအတွင်းကိုစစ်ခွေးတွေတိတာကရှာနဲ့ချီပြီးတည်နိုင်ပါတယ်။ကျွန်တော်တို့မြင်းချန်ခရိုင်အမှတ်နှစ်တရင်ကလည်းရဲဘော်ခွနဲ့ဦးလေးကြာဆုံးခဲ့ရတယ်။ခံမှန်းကြီးစစ်ခွေးတရာလောက်အနည်းဆုံးပေဆုံးနေ။အလင်းဝင်တာတွေလည်းရှိပါတယ်။တချို့နေရာတွေမှာအလောင်းတွေလည်းရပါတယ်ဟုမြင်းချန် District Federalian 2မှတရင်မှုကပြောဆိုပါတယ်။ဩဂုတ်လတရနေ့မှစ၍ယနေ့အချိန်ထိမြင်းချံမြို့နယ်အတွင်းတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသောကြောင့်ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကြောင်းအနီးနေထိုင်ခြင်းမပြုကြပါရန်နှင့် စီရေးအရှိန်နှင့်လှုပ်ဆောင်နိုင်ရန်အတွက်အများပြည်သူများအနေဖြင့်ညှဉ်းချန့်ခရိုင်အမှတ်တရရင်ကိုထောက်ဖို့ကူညီပေးကြပါရန်ညှဉ်းချန့် District Battalion 2ကမြစ်တာရက်ခံချပါရယ်။အဆိုပါအကြံဖတ်စစ်တပ်ကတိုက်ပွဲများအတွင်အထိနာခဲ့သောကြောင့်ခြေပြများကိုဝင်ရောက်စီးနှင်းစဉ်ကလေးငယ်များအပါအဝင်ပြည်သူ၁၀ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းထို့ပြင်ပျောက်ဆုံးနေသောပြည်သူများလည်းရှိပြီးလက်ရှိချိန်ထိစစ်တပ်စစ်ကြောင်းကခြေပြများအတွင်မှပြန်လည်ထွက်ခွာခြင်းမရှိသောကြောင့်ပြည်သူများဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါရယ်။ ထိုစစ်တပ်စစ်ကြောင်းသည်ကျေးရွာများကိုမီးရှို့ဖျက်ဆီးခဲ့ပြီးလက်ရှိချိန်တွင်ရွာပေါင်း20ကျော်မှတောင်းနှင့်ချီသောပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။ကျမရဲ့တင်တဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။